မင်္ဂလာပါခင်ဗျာ Blue Ali Commander Training Center မှာကြိုဆိုပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ရှင်းပြမိမဲ့ဗီဒီယိုဖိုင်တင်ကားစားကတော့ Furniture Coating Flowchart Diagram ကြောင့်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်အရှေ့ကဗီဒီယိုဖိုင်တင်ကားစားမှာကျွန်တော်တို့က Statement of Perfect or Statement of Finishing Position ဆိုရအတိအကျအကြောင်းအရာကိစ္စလေးကိုရှင်းပြပြီးပို့ပါတယ်အဲ့ဒီအကြောင်းအရာကိစ္စလေးမှာအခုအားကျွန်တော်တို့က Flowchart Diagram လေးနဲ့ဘယ်လိုဆွဲ ဘလိုပူဇာသူရဒါဂန်လေးဖရိုဒါဂန်ရှိတယ်ဆိုတာဆက်လက်ပြီးတော့ရှင်းပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျ။အာဒါဆိုရရှင်ကျွန်တော်ကဖရိုဒါဂန်လေးကိုမပြောခင်မှာကျွန်တော်ကဆက်ပြီးတော့နမူနာအနေနဲ့အဲဇာမနေနဲ့ကျွန်တော်ဆက်ပြီးရှင်းပြပေးမှာခင်ဗျ။ Business Transaction Eva Purchase ဆိုတာအဲ့ဒီအနေမှာကျွန်တော်တို့က General General Entry ဆိုတဲ့အတန်းကရှိတယ်။အဲ့ဒီမှာ Debit Credit လေးထည့်ရမယ်။ Ledger Account လေးရှိမှာ။ အလက်ချအကောင်အကောင်လေးလေးရှိမှပြီးတော့ private land လေးရှိမှပြီးရ agent agentstein အဒီဒီဘဇေးချင်းတို့အခုအတို့ပြီးရင်ပေးပေးပေးမှန်းပြီးပေးမှန်းလေးအဲ့ဒီအဲ့ဒီရောက်ပြီးတော့ဆိုရှင်လား adjust private land လေးရှိမှเนาะအဲ့ဒီ adjust private land မှာ statement of profit or loss တွေဟာ cash flow statement ဆိုတာအဲ့ဒီ cash flow statement မှာ over operating ရှိမှ investing ရှိမှ financing ရှိမှအဲ့ဒီထက်မှမှာကျွန်တော်ကဒီ အကျဉ်းဆိုင်ပြီးလမ်းအောက်မှာရှိတဲ့ဒီ statement of profit or law ရဲ့ဒီအဲ့ဒီ statement of profit or law 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 မှာပါဝင်တဲ့ဒီဘာလဲဆို revenue နဲ့ expand လုပ်လိုက်မယ်ဆိုရှင် profit or law ရမှာเนาะအဲ့ဒါမှာ closing အဲ့ဒီအမှာမှာပါလဲဆို closing entry ရှိမှာ closing entry မှာ transfer profit or loss to uh, equity equity တဲ့ကိုထည့်တာပိုင်းလေးလေးရှိမှာ retail earning ဆိုတဲ့ဟာအများဆုံးလေးရတဲ့ဖက်ချန်ထားလေးရှိမှာအဲ့ဒါ ဘယ်တဲ့နေရလဲဆိုလို့ရှိရင် statement of financial position အားနဲ့ရောအစိမ့်ပိုင်းမှာပေါင်းဝင်တဲ့ retail အနေပဲပါမယ်ပြီးရင် statement of financial position မှာရှိတဲ့ asset ကိုလို့ချင် asset ဆိုတာ equity နဲ့ liability နှစ်ခုပေါင်းရတာအခုရှင်းပြမင်းမကြီးကျွန်တော် server ပို့စကံအဝိုက်ထားတဲ့ဒီအကြောင်းအရာလေးကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျာကျန်တဲ့အပေါ်မှာရှိတဲ့အပိုင်းလေးကနောက်ဗီဒီယိုဖိုင်50မှာကျွန်တော်တခုချစ်တခုချင်းရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်စားလိုက်ရအောင်เนาะအခုကျွန်တော်ပြမယ် state out မှာရှိတဲ့ဒီအပိုင်းလေးကိုကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးမယ်เนาะ ဒါဆိုရင်ဒီအပိုင်းလေးကိုဘယ်လိုပုံစံနေနဲ့ flow chart diagram ဆွဲလဲဆိုတာကိုကျွန်တော်ဆက်ဆက်ရှင်းပြမှာခင်ဗျဒါဆိုရင်ကျွန်တော်တို့ကလုံငါတစ်ခုရှိတယ်နော် owner ကတဲ့ owner တို့ကလုံငါရလုံငါတဲ့ကိုရင်းနှီးလေးတွေထည့်လိုက်တယ်အဲ့ဒီရင်းနှီးလေးတွေဘယ်ဘယ်ဘာဖြစ်သွားလဲဆို business capital business လုံစီးဘယ်စနေရရင်းနှီးလုံငါလုံငါရင်းနှီးတစ်ခုဖြစ်သွားတယ်အဲ့ဒီရင်းနှီးတစ်ခုကိုကျွန်တော်တို့လေက expand ဆိုတာတုံ့ပြန်မှုတစ်ခုနေနဲ့ကျွန်တော်တို့က ငွေတစ်ခုနေနဲ့ကျွန်တော်ကသုံးသုံးလိုက်တာလုပ်ငန်းတွက်သုံးအောင်ပါအဲ့ဒီ business capital လေးလုပ်ငန်းတွက်သုံးလိုက်တာဘယ်လိုပို့ဘယ်ထက်ထက်သုံးလိုက်လဲဆိုလို့ရှိရင် statement of financial position ဆိုတာလုပ်ငန်းအနေချိုးဆွဲတာ file ကိုထက်သုံးတာပြီးရ revenue expand ဆိုတာကျွန်တော်တစ်နှစ်အတောတည်းပြည်ပြပြလဲတဲ့ငွေဖြစ်လွယ်တဲ့ဟာတွေကိုကျွန်တော်ကထက်လိုက်တာအဲ့ဒီငွေ business ငွေအရင်းအီးလေးကိုကျွန်တော်ကနှစ်ပိုင်းနေနဲ့ခွဲပြီးတော့ထက်လိုက်တာနော်အတိတ်ကဘယ်တည်တည်သာအပိုင်းနေနဲ့နှစ်ပိုင်းခွဲထိုက်လိုက်တာ ပထမဆုံးကျွန်တော်တို့က revenue expenditure ဆိုတဲ့အရေးချိုတနည်းရေရေတို့သို့ပြုမှုအကြောင်းကိုဆက်ရှင်းပြပေးမှာခင်ဗျာဒါတနည်းတော်တင်နာမှာငွေဖြစ်လွယ်တဲ့လဲလဲတကူသုံးဆွဲလို့ရတဲ့ငွေဖြစ်လွယ်တဲ့ပစ္စည်းတွေကိုသုံးဆွဲခြင်းဟူသမျှအကုန်လုံး revenue expenditure လို့ခေါ်တယ်ကိုကရောင်းဝယ်ခြင်းလုပ်ငန်းတကူတက်ကျွန်တော်တို့ကလုပ်မယ်ဆိုလို့ရှိရင်ကိုကရောင်းဝယ်ခြင်းလုပ်ငန်းတကူပြတာအဲ့ဒီရောင်းဝယ်ခြင်းလုပ်ငန်းမှာသုံးဆွဲမယ်အဲ့ဒါကို revenue expenditure နဲ့သုံးမယ် စင်မအပဖဲအော်လောစင်လတလာရဲ့အရှုံးများကိုတွေ့ချက်မယ်ပြီးရင်အဲ့ဒီလတလာရဲ့အရှုံးများကိုတွေ့ချက်တယ်ဆိုရှင်စင်မအပဖဲအော်လော affordability ကိုလာချိုးဆွဲလိုက်တယ်အဲ့ဒီလာရဲ့အရှုံးများစင်ကိုတအဲ့ဒီလာချိုးဆွဲဆွဲအရှုံးများတွေ့လိုက်တဲ့အချိန်မှာဘယ်လိုတွေ့လဲဆိုရှင် revenue ဒါ revenue ဆိုတာဟာကျွန်တော်တို့ရောင်းရတဲ့ကိုပစ္စည်းတွေအဲ့ဒီရောင်းရတဲ့ကိုပစ္စည်းတွေမှာ core office ဆိုကိုဝယ်ထားတဲ့ပစ္စည်းရဲ့အရင်းကိုနှိုးရအောင်အဲ့ဒီ core data မှာ closing inventory ဆိုတော့ကိုရောင်းလိုက်တဲ့ကိုပစ္စည်းတွေရဲ့ မရောက်လို့မကိုတဲ့အလဲကြံလဲကြံလေးတို့ closing inventory လို့ခေါ်တာเนาะလဲကြံလည်းဖြစ်မှာနောက်ထပ်ဝယ်ထားတဲ့ပစ္စည်းတွေလည်းထရှိရှိထရှိခြင်းထရှိမှာကိုလက်ပဲရှိနေတဲ့ရောင်းကိုလေးရဲ့လဲကြံလေးကို closing inventory လို့ခေါ်တာအာသအင်ကန်ဆိုတော့ကိုလုံငန်းပုံမှန်လုပ်ငန်းမှာအရောင်းဝယ်ခြေလုပ်ငန်းမှာရရှိခြင်းမဟုတ်ဘဲနဲ့တခြားတင်းနည်းနေနဲ့ရရှိလာတဲ့ဝင်ငွေကိုအာသအင်ကန်လို့ခေါ်တာအဲ့ဒါလေးကိုလို့ကျွန်တော်တို့ကအပါအာသပေါင်းလိုက်မှပြီးသွားဆိုရှင် expand ဆိုတာလုပ်ငန်းလုပ်ငန်းတိုင်းမှာတနည်းအတော်တွေရေတိုးတိုးပြမှု လုံငါအတွက်ရောင်းမဲ့ချေလုံငါအတွက်သူ့ပြုလိုက်တဲ့ expand လေးတွေကိုအဲ့ဒါလေးနှိုးလိုက်မှဆိုလို့ရှိရင် left လရက်ကိုဆွဲလိုက်တဲ့လရက်အနည်းချိုးစင်း profit or loss ဆိုတဲ့အားအဲ့ဒီ profit or loss ကိုဘယ်ထက်ထည့်လိုက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့က equity ထက်ကိုထည့်လိုက်တယ်เนาะဒါဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီကဒီ statement of profit or loss မှာကျွန်တော်တို့ကဘယ်နှပိုင်းခွဲရမလဲဆိုသုံးပိုင်းခွဲလိုက်တယ် expand ရယ် revenue ရယ်အဲ့ဒါ expand ဆိုတာလုံငါတဲ့ကိုစီပါမယ် revenue ဆိုတာအများကိုရဲ့ကိုပစ္စည်းတွေကိုအများတင်ပြီးရောရောင်းလိုက်တဲ့ကိုပစ္စည်းတွေပါမယ် other income ဆိုတော့ကိုလုံငါပုံမှန်လုံပုံမှန်လုံငါမှုနဲ့တခြားနည်းနဲ့ရရှိလာတဲ့ဝင်ငွေတွေပြင်မယ်အဲ့ဒါပါလဲဆို discovery တဲ့ subscription မှာပြီးထားတဲ့အပေါ်မှာရှော့ငွေရရှိတာဟာလေ commission receipt တွေ၆အောင်စုံဝရလာတဲ့ commission တွေရှိမယ် interest income ဘာမှတင်ထားတဲ့ငွေလေးတွေအတိုးတွေရလာတဲ့ဟာလေရှိမယ် ရတန်အင်ကားဆိုကိုယ့်ရဲ့ပစ္စည်းလုံငါတို့ပစ္စည်းဆောက်အုပ်ကားတို့ငါရချင်မှရရှိလာတဲ့ဝင်ငွေလေးလေးပြင်မယ်ပြီးပြီးလဲ game or sale or asset ဆိုတာကိုယ်သုံးပြီးတဲ့ပစ္စည်းတွေကိုသုံးမလို့လို့နှစ်ကိုလို့ကိုကငါးနဲ့သုံးလိုက်လဲဆိုပါအဲ့ဒီငါးနဲ့သုံးလိုက်ပြီးတော့အဲ့ဒီပစ္စည်းကိုရောင်းလိုက်လဲဆိုကိုကိုခံမတာတဲ့အဲရလာကိုခံမတာတဲ့ဈေးနှုန်းတဲ့ပို့ပြီးရောရလာတဲ့အများကို game or sale or asset လို့ခေါ်တာနော် foreign exchange foreign exchange gain ဆိုတာကိုကဒေါ်လာလေးလေးလဲလိုက်တာအဲ့ဒီဒေါ်လာငွေဈေးတက်လာတယ်ဆိုရှင်အဲ့ဒီဈေးနှုန်းလဲလိုက်တဲ့ငွေအမြင်ဈေးနှုန်းတက်လိုက်တဲ့ကိုဝယ်တဲ့ဈေးတက်ပို့ပြီးတော့အမြင်ပြီးတော့ပြန်ရောက်လာတဲ့ချိန်မှာမြန်လာတဲ့နိုင်ငံချောင်းအာပိုဝင်ငွေလေးကို foreign exchange gain လို့ခေါ်တယ်နော်ပြီးရမက်ဆီနီယာအင်စကန်ဆိုတာ chart တင်းနေရရှိတဲ့ဝင်ငွေအဲ့ဒါလေးအားသာဝင်အင်ကာလို့ခေါ်တယ်ဒါမှအဲ့ဒါအားသာအင်ကာရှိရနော်ဆိုတော့ stream of profit all along မှာ၃ဘိုက်ခွဲထားတယ် revenue ရဲ့အားသာအင်ကာရဲ့ expense expand ဆိုတဲ့ဟာဘာလဲကြည့်ရ direct expand ရယ် indirect expand ဆိုတာနှစ်ခုတားခွက်လိုက်တာဒါဆိုအခုပြောနေတာ statement of profit or loss ဆိုရယ်အဲ့ဒီအပိုင်းမှာကြောင်းပြောပြနေနော် direct expand ဆိုတာဟာဘာပြောလဲဆိုရှင် core of goods sale လာကိုရောင်းလို့ကုန်သွားတဲ့ကုန်ရဲ့ကိုအရင်းတက်ကို direct expand လို့ခေါ်တယ်ဒါကုန်တစ်ခုကိုကရောက်ဖို့တဲ့ပစ္စည်းဝယ်လိုက်တယ်အဲ့ဒီဝယ်တဲ့ပစ္စည်းတွေကိုဘာလဲဆိုရှင် direct expand ထည့်လိုက်တယ် opening inventory ကိုကဒီဒီတလအတွက် အရင်လာရောက်ပြီးတော့ဒီတလားမှာစင်းဖွဲလိုက်တဲ့စင်းဖွဲလက်ကြံလေးရှိမှာပါချစ်ဆိုအနာတထဝက်တဲ့ကုံလေးလေးပါမယ်အာကိုကဝယ်လိုက်တဲ့အနာတထရဲ့ကုံလေးဝယ်လိုက်တဲ့ဖို့ Friday မှာဆိုတော့ကိုယူသေးအသက်ယူဈေးလေးပါဒီပစ္စည်းဝယ်တဲ့ဒီပစ္စည်းနဲ့တက်လိုက်ဒီပစ္စည်းဝယ်တဲ့အတွက်ဒီပစ္စည်းရဲ့တယူစီပါနော် carry in ဝါလို့ခေါ်လို့ရတယ် customer duty ဆိုတာပစ္စည်းသိင်းတဲ့ကိုပြေကိုရဝယ်တဲ့ပစ္စည်းရဲ့ခုံလေးလေးပါမယ် carry in ဝါဆိုတာပစ္စည်းတယူရတဲ့တယူခါလေးပါမယ် export ် import expand in say ဆိုတာအတွင်းကိုစီးလေးပါမယ်။ wages or worker in all loading ကိုဆိုတာဒီကိုကပြည့်စည်အတင်ချကိုကြားစလို့သမားစီးလေးပါမယ်နော်။အဲ့ဒါ direct expand ကို copy ကိုပြည့်စည်ဝယ်လဲအဲ့ဒီကိုပြည့်စည်နေတိုက်ရိုက်တဲ့ဝယ်လိုက်လို့အဲ့ဒီဝယ်တဲ့ပြည့်စည်နေပတ်သက်ရောတိုက်ရိုက်ကိုကြားစီကို direct expand နေလဲကိုထည့်အောင် indirect expand ဆိုတာပါလဲဆိုရင် offer is offer မှာလာယူခံငါကယူခံငါက ပြေစလာယုံထလာခါရေအဲ့ထက်ကဝတာပဲလာမိရေလေးခါလေးပါမယ်အပါဒက်စင် ACM ဆိုတာကြော်ညာစည်းရေးလေးပါဒီပဇေးရှင်းဆိုတာပစ္စည်းပေါ်မှာကြာစင်တဲ့ကိုကြာစင်ဒီပဇေးရှင်းဆိုတာကိုဝယ်လက်တဲ့ပစ္စည်းတွေရဲ့တနည်းလက်ကြော်တဲ့ပစ္စည်းလေးတွေရဟိုကိုကကြာလာတယ်ဆိုရင်ဒီ indirect indirect expansion မှာထည့်ရတယ်နော်ဒီဒီပဇေးရှင်းကြောင့်ကျွန်တော် share ဗီဒီယိုဖိုင်တင်50ကျောင်းမှာရှင်းပြပြီးအဲ့ဒီဗီဒီယိုဒီဗီဒီယိုရှင်းကြောင်းနားမလည်သေးဘူးဆိုရင်အဲ့ဒီဗီဒီယိုဖိုင်တင်50မှာပြန်လဲပြီးတော့လေးလာစီပြန်ပါတယ်ခင်ဗျ ရှိရဗီဒီယိုပိုင်သင်ခန်းစာတင်းနေတော့လေးစီနီယာတက်ကြီးသွားရဆိုလို့ရှိရင်ဒီ visualization နဲ့ပတ်သက်တဲ့ဗီဒီယိုပိုင်သင်ခန်းစာအကြောင်းကိုနားလည်မယ်လို့ထင်ပါတယ်ခင်ဗျ။ issue ရပီမီယာဆိုတာအသက်အာမခံနေနေနဲ့အခကျုံးနေရှိရပေးရတဲ့ဟာလေးလေးရှိရအသက်အာမခံပေးရတဲ့ဟာလေးရှိရ indirect expense ဆိုတဲ့ဟာ fixed တစ်ခုဘာဘာကိုဆိုရလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ fixed တစ်ခုကိုဝယ်လိုက်တယ်ဥပမာပေါ့ကျွန်တော်ကကွန်ပျူတာတစ်လုံးဝယ်လိုက်တယ်အဲ့ဒီကွန်ပျူတာရောက်ဖို့ပဲလေတဲ့အဲ့ဒီရောက်လိုက်တဲ့ကိုပြေရောက်လိုက်တဲ့ဆိုအဲ့ဒီကွန်ပျူတာလောဘယ်နဲ့သိမ့်တာလဲဆိုတာကိုကသိတယ် ့5သိန်းတန်တဲ့ဟာဆိုအဲ့ဒီကွန်ပျူတာအာဝယ်လိုက်တဲ့ကိုက5သိန်းတန်တဲ့ကွန်ပျူတာတစ်လုံးကိုကအဲ့ဒီနဲ့ပတ်သက်ပြီးတော့တည်ယူစေးပါစေးညာစေးရှိတယ်။ဒါပေမဲ့ကိုကကွန်ပျူတာလုံးဆက်လုံးဝယ်လိုက်တယ်အဲ့ဒီဆက်လုံးဆိုလို့ရှိရင်ကွန်ပျူတာဝယ်တဲ့ဆက်လုံးဈေးပါတယ်။အဲ့ဒီဆက်လုံးဈေးရဲ့အဲ့ဒီကွန်ပျူတာဝယ်တို့ကကားနဲ့တည်ယူစေးလေအကလူသမားတည်ဆောက်ခါလေအဲ့ဒီလေ direct expense လို့ခေါ်တယ်။ဒါပေမဲ့အဲ့ဒီကွန်ပျူတာဈေးကိုကျွန်တော်အဲ့ဒါ direct cost လို့ခေါ်တယ် direct cost ။ ဒါပေမဲ့အဲ့ဒီကွန်ပျူတာဆိုကော့အော့စေးတာမှာကျွန်တော်တို့ကကုန်သွားပြီဒါပေမဲ့ကျွန်တော်တို့လည်းအော့ဖ်အေးဆိုတာကျွန်တော်တို့ကွန်ပျူတာပစ္စည်းပြန်ရောင်းဖို့အတွက်အဲ့ဒီကွန်ပျူဝယ်ထားတဲ့ကွန်ပျူတာပြန်ရောင်းတဲ့ဆိုင်ခန်းကငားရတယ်အဲ့ဒီဆိုင်ခန်းကငားတဲ့အတွက်ကွန်ပျူတာတစ်လုံးကိုဒီဆိုင်ခန်းတစ်ခန်းအတွက်ပြန်ပြီးတော့ကိုကြောစေးကိုတွတ်ထုတ်လို့မရဘူးအဲ့ဒီကွန်ပျူတာဆက်လုံးဖို့ပေါ့မှာအကုန်လုံးခြုံပြီးမှ အစ်စံကို offer run is man ဆိုတဲ့ဟာတွေ့လို့ရမှာဒီကွန်ပျူတာတစ်လုံးပဲလက်အတွက်ဒီ offer ကိုရုပ်ခန့်ကားကတလားစားတဲ့ဒီကလုံးကြောင့်ဒီတလုံးစားတဲ့ဒီရုပ်ခန့်ကားဒီလောက်ကြောက်ပါလေဆိုတာတွေ့ထုတ်လို့မရအကုလုံးပေါ်မှာမူတည်ပြီးတော့တွေ့ထုတ်လို့ရတဲ့အတွက်အဲ့ဒါကို indirect expand နေနဲ့ခေါ်တယ်ပြီးတော့ဆိုရှင်ဒီ internal water bill ဆိုတာမီးရေလေးခါလေးလေးပါเนาะမီတာခါလေးလေးပါတယ် ဒီကွန်ပျူတာတစ်လုံးသွင်းလိုက်တော့အဲ့ဒီမီကွန်ပျူတာတစ်လုံးပေါ်မှာကျွန်တော်တို့ကကိုစားဈေးကိုအတွက်ဒီမီတာခါဘယ်လောက်ကိုစားတယ်ဆိုတာအဲ့ဒီကွန်ပျူတာကော့ဈေးကော့ဂူဈေးစုပေါ်မှာထက်တွေ့လို့မရအောင်နော်ကွန်ပျူတာတစ်လုံးဖို့ပေါ်မှာကျွန်တော်တို့လည်းအက်ဒက်တင်နဲ့ဝါတာဘင်းဆိုတာထက်တွေ့လို့မရအောင်အဲ့ဒီမျိုးဆိုတာဒီဆိုတာဝန်ထမ်းလေးငါခါဒီကွန်ပျူတာတစ်လုံးပေါ်မှာဘယ်လောက်ကြာတယ်ဆိုတာထက်တွေ့လို့မရအောင်အဲ့ဒါကြောင့်အကိုလို့ပေါင်းပြီးတော့ဒီ edge internet expand နေတဲ့တွေ့ဝဲတို့ထဲရောထဲတယ်ဒီကော့ဈေးကိုပေါ်မှာဆိုရင်ဒီကွန်ပျူတာစလုံးမဲ့တယ် ဘယ်လောက်ကုန်သွားလဲအေးအာကိုကိုဆိုင်ရောက်တဲ့အစီအတီဝယ်တဲ့ကဆပ်ပယ်စီအနေကိုစီရောက်တဲ့ဒီဒီကွန်ပျူတာလုံးဘယ်လောက်ကွန်ပျူတာဆက်လုံးမလိုက်တယ်အဲ့ဒီကွန်ပျူတာဆက်လုံးကိုဘယ်လောက်ကုန်ကြောက်သွားတယ်အဲ့ဒီမျိုးခွက်တလုံးဘယ်လောက်ကျတယ်ဆိုတော့ဓာတ်ရဲခွက်ထိုးလို့ရတဲ့အတွက်အဲ့ဒါကို direct expand နေနဲ့ထည့်လိုက်တယ်အဲ့ဒီမျိုးဓာတ်ရဲခွက်ထိုးလို့မရတဲ့ဒီဒီမျိုး offer ရုပ်ခန်းကားကကွန်ပျူတာဆက်လုံးမလိုက်ရုပ်ခန်းကားကဘယ်လောက်ကိုတယ်ဆိုတော့တွက်ထိုးလို့မရဘူးလူသမားလာစားကကွန်ပျူတာဆက်လုံးပေါ်မှာ ဘယ်တော့တလို့ဘယ်တော့ကြလဲဆိုတာတက်ထုတ်လို့မရအီလက်ထရိုနစ်ဝါတာပယ်ဆိုတော့မီးရေလေခါသုံးတဲ့ဟာကွန်ပျူတာစလုံးမထတဲ့အတွက်အဒီရောင်းနေတဲ့ဘယ်တော့ကုန်ကြပါလဲဆိုတာပြတ်တွက်ထုတ်လို့မရအဲ့ဒီမျိုးတွက်ထုတ်လို့မရတဲ့ကုန်ကြစည်းကိုတော့ပါလဲဘယ်နေနဲ့ထက်လဲလဲဆိုရှင် indirect expense နေနဲ့ထက်လိုက်တာဖြစ်ပါလဲဒါဆိုရှင် statement of profit or loss ဆိုတဲ့ဒီအပိုင်းလေးကိုနားလည်မယ်လို့ထင်ပါတယ်ဒါဆိုရှင်ဒီမှာ statement of profit or loss ဆိုတဲ့ဒီပိုင်းလေးကိုနားလည်မယ်လို့ထင်ပါတယ်เนาะဒီမှာ ေမာဘောဖဲအော်လော့ဒါဆိုစေမာဘောဖဲအော်လော့ဆိုရဟာဒီ revenue cost တွေ other income expense ဆိုတဲ့အကြောင်းနားလည်ပဲဆိုလို့ရှိရင်နောက်ထပ်ပြောပမ်းမှာဟာဒီမှာ statement of financial position ကြောက်ပြတော့မှာเนาะ statement of financial position statement of financial position လို့ဆိုတာဟာဘာလဲလုပ်ငန်းအနှင်းကျိုးဆွဲခြင်းလို့ခေါ်တယ်เนาะဒီ business capital ကိုကျွန်တော်တို့ကလုပ်ငန်းတက်သုံးစေးယူဘယ်လိုသုံးသွားလဲဆိုတာပြပြလေးရေเนาะ revenue expand ကြောင်းရှင်းပြပြီเนาะ revenue expand ဆိုတာရေတို့သုံးသွားသုံးစေးတက်သုံးစေးယူ စနစ်တော်တည်သူစေကိုခေါ်တယ်နော်ဒါမြန်မာရအနာတတကူကပါတော့ပါလဲဆိုရှင်စေမအောင် financial position လာလုပ်ငန်းရေးအနှင့်ချုပ်ဆွဲခြင်းနှစ်ကိုရင်ကျွန်တော်တို့ကနှစ်ချုပ်ချုပ်ဆွဲရတယ်ကိုလုပ်ငန်းရဲ့အခြေအနေနေထောက်ကိုကြည့်ချင်တယ်ကိုရဲ့လုပ်ငန်းကတိုးတက်နေတာလားအောင်မြင်နေတာလားကြွဆုံးနေတာလားအာအကျွေးများနေတာလားပါသမှုတွေတွေများနေတာအများကြီးများနေတာလားဆိုတာအဲ့ဒီမျိုးနင်းချိုးဆွဲတဲ့အချိန်မှာဆိုတော့တနေ့တကောင်နင်းချိုးဆွဲတဲ့ဆိုလို့ရှိရင်အဲ့ဒီနင်းချိုးဆွဲတာကို statement of financial position လို့ခေါ်တယ် ဒါဆိုရှင်အဲ့ဒီ statement of furniture furniture position မှာဘယ်နှပိုင်းရှိလဲဆိုရှင် asset ဆိုတာတော့တပိုင်းရှိတာ liability asset ဆိုတာလုပ်ငန်းရဲ့ပတ်စံမှုရှိတာ liability ဆိုတာလုပ်ငန်းရဲ့ချွေးငွေကုန်ကုန်ကြွေးတွေရှိတာလုပ်ငန်းရဲ့ချွေးငွေကုန်ကြွေးတွေရှိတာ equity လုပ်ငန်းရဲ့အရင်းအမြစ်ငွေစုစုပေါင်းတို့မို့ထားတိုးလာသောအရင်းအမြစ်ငွေဆိုတာဟာ statement of furniture position မှာဘယ်နှပိုင်းထွက်လဲဆိုရှင်သုံးပိုင်းထွက်လာတယ်เนาะ asset ဆိုတာလုပ်ငန်းရဲ့ပတ်စံမှု ကတ်တ expenditure ဆိုတာရှိရနော်ကတ်ပဲကတ်ပဲ expenditure revenue expenditure ဆိုတာအခုပြောပြမိမယ်ဟာကတ်တဲ expenditure ကတ်ပဲကတ်တဲ expenditure expenditure ဆိုတာတနည်းထက်ကြော်တဲ့လုပ်ငန်းသုံးသုံးလုပ်ငန်းသုံးသုံးပါးစီလို့ခေါ်တယ်နော်ကိုယ်ကကွန်ပျူတာကိုရောက်ဝချက်လုပ်ငန်းဖြစ်တာအဲ့ဒီကွန်ပျူတာရောက်ကုန်နေတဲ့သုံးမယ်ဆိုရင်တော့ကိုကဗာလဲဘယ်ထက်ထည့်လို့ရတယ် revenue expenditure ထည့်လို့ရတယ်ဒါပေမဲ့အဲ့ဒီကွန်ပျူတာဆိုတဲ့ဟာတနည်းတော့တင်းမှာ ကျွန်တော် station a a station တွေစရိတ်ခဲတာဘောပင်ဘလာဆောက်လို့မျိုးရေးပြီးကိုကိုကုံသွားကုံသွားတဲ့ပစ္စည်းလိုမျိုးမဟုတ်တဲ့အတွက်ဒီကွန်ပျူတာဆိုတဲ့ဟာတနည်းတည်းကြော်ပြီးတော့9နှစ်8နှစ်9နှစ်10နှစ်လောက်ညီပေါင်းသုံးလုံးရတဲ့ပစ္စည်းဖြစ်တဲ့အတွက်လုပ်ငန်းကြီး access ဆိုတာ capital expenditure တဲ့ကိုလည်းထည့်လို့ရတယ်เนาะဒါဆိုလုပ်ငန်းတဲ့အသုပြုဖို့အတွက်ပါလို့လိုက်တယ်ပြီးတယ်ထည့်လိုက်တာလုပ်ငန်းတဲ့အသုပြုဖို့အတွက်ထည့်မယ်ဆိုရှင် capital expenditure နဲ့ထည့်လို့ရတယ် နာမည်အစာရေးကရိယာဘောဒေစတေဘောဒေဘောဒေစတေဘလာဘလာစာဟုခဲရန်ပြတာအဲ့ဒါကိုကပ်တဲ့ expanding ကြောင့်လည်းထည့်လို့မရအောင်နော်ဒါမှလုံငါတဲ့အသုပ်ပြုတဲ့ပစ္စည်းဖြစ်ပေမဲ့ထပ်သွားထည့်လို့မရအောင်တနည်းထက်ကြော်တဲ့အသုပ်ပြုလို့ရတဲ့ကိုပစ္စည်းတွေမှာကိုလုံငါသုပ်ပစ္စည်းတွေမှာဘယ်ထက်တဲ့ကပ်တဲ့ expanding ချတဲ့ထည့်လို့ရတယ်ဒါဆိုလို့ရှိရင်ဒီမှာ cash expansion ကြပါလဲဆိုတာဖြစ်တာနော်ပထမဆုံး non current asset နာကာသဘေဒင်အော့ကောကျွန်တော်ဆောက်ဦးရဝယ်တယ်ဆောက်ဦးရကိုကြစီနော်ဒါဆိုဆောက်ဦးဆိုတာလုပ်ငန်းဆိုပြီးဖာနီချာအော့ကောဆိုတာလုပ်ငန်းမှာလိုအပ်တဲ့အဲဆိုင်အထောင်ပေးဘောကပစ္စည်းတွေရှိတယ်မရှိအော်ကားလေးတွေရှိတယ်ဆေးရန်တားလေးတွေပြုစရေးစားဆေးရန်တဲ့ကားလေးရှိဟော့ကလေတို့အက်စကာဗေတာတို့ဘာရီကဲတို့အဲအဲ့ဒါလေးတွေရှိရနော်ဒါလုပ်ငန်းတဲ့သုံးတဲ့ office game ဆိုတော့ ကိုရလုံငါတို့ equipment of heavy equipment တွေဆိုရှင်ကျွန်တော်အယုံမရှိမရှိလို့ခေါ်တာ of equipment ဆိုတာလုံငါမှာအော်လုံရုံလုံငါတို့ဆိုင်လုံငါမှာသူပြတဲ့ clear လေးတွေပါပဲเนาะ aircon cost အဲဆိုကိုလုံငါမှာတွေ့တဲ့ aircon လေးတွေပါမယ်เนาะပြီးတော့ဆိုရှင်အဲ့ဒါကို capital expenditure ထဲမှာပါမိတဲ့ non current asset ကြောင့်ဖြစ်တယ်ဒါဆို asset မှာဆိုရှင်ဘာလို့ဆိုရှင် non current asset current asset ဆိုနှစ်မျိုးရှိတယ် ဒါဆိုကာရန်အဆက်ဆိုတာပါလေဆိုတနေ့တော်တယ်ပြောင်းလဲနိုင်သောပစ္စည်းလေးတွေခေါ်တယ်။တနေ့တော်တယ်မှာပြောင်းလဲနိုင်တဲ့အရာလေးတွေ။တနေ့ပြောင်းလဲရတယ်အရာလေးဆို inventory တဲ့ inventory ဆိုတော့ကျွန်တော်တို့ကကုန်လဲကြတယ်။ကိုယ်တွေကျွန်တော်တို့ဆရာကိုကိုရောင်းလိုက်တဲ့ရောင်းလို့မကုန်တဲ့လက်ကြံလေးကိုကုန်လဲ inventory လို့ခေါ်တယ်။ကိုဝယ်တဲ့ပစ္စည်းလေးရှိချင်ရှိမှကိုရောင်းပြီးတော့မကုန်တဲ့လက်ကြံကိုပစ္စည်းလေးရှိမှအဲ့ဒါပါခေါ်လဲဆိုရှင်ကိုလက်ကြံ inventory လို့ခေါ်တယ်။ trade receiver ဆိုတဲ့ဟာပါလဲဆိုကိုတွေကျွန်တော်တို့ရောင်းရောင်းလိုက်တဲ့ ပြောင်းလဲပြီးတော့ကုံကြွေးသူတို့မှာကတ်ဆမ်မစီမံရမ်းရရှိပဲအဲ့ဒါထွေးတွေစီပဲခေါ်တယ်အာသာရေစီပဲဆိုတော့တခြားတင်းနေတဲ့တခြားလူတွေစီမှာရရရှိလေးတွေခေါ်တယ်ကဲဆိုတာ level ရှိပိုက်ဆံလေးခေါ်တယ် answer မှာရှိတဲ့ပိုက်ဆံလေးတွေခေါ်တယ်ဘန်ကဘာမှာသိထားတဲ့ပိုက်ဆံလေးတွေရှိမှန်းငွေတွေဘာမှာသိထားတဲ့ငွေတွေရှိရနော် prepay man ဆိုတဲ့ဟာကိုကတူတင်မာထားတဲ့ပစ္စည်းတွေတူတင်ပေးထားရတဲ့ပစ္စည်းတွေငွေတူတင်ပေးရတဲ့ဟာလေးတွေရှိတယ် အဲ့ဒါလေးကိုကျူတင်ပေးရတဲ့ငှားရမ်းခါလေးတွေရှိရနော်ကျွန်တော်တို့ကကျွန်တော်အိမ်ဆောက်တကူငှားလိုက်တယ်အဲ့ဒီဆောက်ငှားရမ်းဈေးတွေရှိရနော်အဲ့ဒီငှားရမ်းဈေးတွေကိုပါလေပီပေးလွန်းနေနဲ့ကိုကထက်လိုက်တယ်အာပီပေးကျူတင်ငှားရတဲ့ဟာပီပေးလွန်းနဲ့ခေါ်တယ်နော်ကိုကဆောက်တကူငှားလိုက်တယ်ဆိုက်ခန်းတစ်ခန်းငှားလိုက်တယ်အဲ့ဒီငှားရမ်းဈေးကိုပါလေဆိုကျူတင်ပေးရတဲ့အဲ့ဒါပီပေးလွန်းလို့ခေါ်တယ်နော်ပြီးတော့ပီပေး insurance ဆိုတာအသက်အမှာကတဲ့ကိုရအသက်အမှာခံကိုကျူတင်ပေးထားရတဲ့ဟာလေးရှိတယ် ဒီဖာအေးသန်းဆိုတဲ့ဟာအစားအရှေ့ရောက်ဗီဒီယိုဖိုင်မှာဆင်ပြပြပြီးနော်ကိုကအစားအုပ်တကူ9နှစ်စာစာဖြိုးလိုက်တယ်အဲ့ဒီ9နှစ်စာစာဖြိုးလို့လို့ကိုကျွန်တော်တို့က expand ထဲမှာလုံးဝဒီ expand ထဲမှာကျွန်တော်တို့ကမထည့်တော့ဘူး indirect expand ထဲမှာကျွန်တော်တို့ကမထည့်တော့ဘူး inside expander တခါတည်းထည့်လိုက်မှဆိုရင်ကျွန်တော်တို့ကပါပြသွားနိုင်တယ် expand များသွားတော့ profit ပါပြန်နေသွားနိုင်တယ်အဲ့ဒါကြောင့် profit နေသွားမှဆိုကျွန်တော်တို့က defa expand ကို တနည်းပေးရမယ်ဟာပဲဒါပေမဲ့ငါးနှစ်ဆိုလို့တပြတ်တည်းပေးမှတနည်းပြီးမှတနည်းပြီးမှပြီးလဲအဲ့ဒီတနည်းစာကိုတော့ဗတ်ထက်ထားလဲဆိုလို့ရှိရင် direct is my departure လာတယ်လဲကျန်တဲ့ဟာငါးနှစ်ထိုးထိုးဆိုရှင်လေးနှစ်စာကိုတော့ဗတ်ထက်ထားဆိုလို့ရှိရင် current asset ထက်လာထက်လိုက်တယ်အဲ့နော် current not that တနည်းဆိုလို့ရှိရင်တော့ဒီထက်တိုးထောင်ကြမယ် not that တနည်းဆိုနေတော့ not that တနည်းဖြည်းဖြည်းဖြည်းချင်းပါလဲ short short ရောသွားတယ်အဲ့ဒီတနည်းစာတော့ကိုဗတ်ထက်သွားလဲဆိုလို့ရှိရင်လာ statement of profit or loss ဆိုတဲ့ဟာတော့ indirect is my ကိုသွားထည့်ပေးရမှာ အဲ့ဒီမျိုးနေနဲ့ဒဘာအစ်မားကိုကျွန်တော်တို့ကကောင်းအဆက်တွေကိုထည့်ရမှာဖြစ်ပါတယ်။ဒီအဆက်အပန်းကျော်တာဆိုတာကိုကျွန်တော်ငွေကြေးတင်ပေးရတဲ့ဟာလေးလေးရှိတယ်။အပန်းတဲဆိုတာအကုန်ကားကိုကြေးတင်ပေးထားရမှာရှိတယ်။အဲ့ဒါကိုတနေ့တော့လေးပြောင်းလဲနိုင်တော့ပစ္စည်းပြောင်းလဲနိုင်တော့အရာလေးဖြစ်တယ်ကြက်ကောင်းအဆက်ဆိုတာကထည့်တယ်။ဒါဆိုအဆက်တုတ်တဲ့အဆက်တောင်းသွားလိုက်မယ်ထင်တယ်နော်။အနာကောင်းအဆက်နဲ့ကောင်းအဆက်နဲ့ပေါင်းလိုက်ပါရလဲဆိုရှင်တုတ်တဲ့အဆက်ရနော်။ PL liability ချင်းဝင် liability မှာဆိုပါ liability ဆိုတာလုပ်ငန်းချင်းဝင်ကိုယ်ဝင်ကျွေးလို့ခေါ်တယ် အဲ့ဒီလိုအပရိမာပါလေဆိုဆိုကာရလဘီဒီတနည်းအတော်တွင်ပေးရရှိအကျွေးပေါ့နော်ကာရလဘီတနည်းတော့လည်းပေးရရှိတော့ကိုကကုံဝဲတယ်ကုံလေကိုပြန်သူတို့မှအကျွေးနေနဲ့ဝဲတယ်ကာဆာပလန်စီမှာအတိကျွေးပေးရရှိအဲ့ဒါကိုထွေးထွေးပေးပဲလို့ခေါ်တယ်အသာပေးပဲဆိုတော့တခြားတင်းနည်းနဲ့တခြားသူတွေကိုပေးရရှိလို့ခေါ်တယ်နော်အခုအဒက်စတီဆိုတာဟာမီတာခါဆိုတာကျွန်တော်တို့ကလှည့်ဆက်မီတာခါဆိုတာနှစ်ကျွန်တော်လောက်ကုံမှာရှင်းရတဲ့ဖြစ်ဖြစ်တဲ့လောက်ကုံမှာအကျွေး လောက်ကမှလှည့်သမီတာခါဆိုတဲ့ဟာကျွန်တော်လောက်ကမှပေးရတဲ့အတွက်အဲ့ဒါကို accrue electricity ဆိုတာလှည့်သမီတာခါပေးရကြာလို့ခေါ်တာ accrue ဆိုတော့ရေးဆိုတာအလို့သမားလောက်သာခါပေးတယ်ဆိုရှင်ကျွန်တော်လောက်ကမှပေးရတဲ့အတွက်အဲ့ဒါ accrue ဆိုရေးကိုလို့သမားလေးလောက်ခါပေးရရှိလို့ခေါ်တာ tap pay by privacy ဆိုတာဟာကျွန်တော်လေးကဒီအခွန်ခါလေးတွေကိုကျွန်တော်ကပေးရန်ကြံလေးလေးရှိရနော်အဲ့ဒီအခွန်ခါလေးကိုပေးရန်ပြီးပြီးကြတဲ့ကာလတော့က အဲ့ဒီကွန်ကာပေးရကြံလေးပေါ့နော် provision that way ပဲ provision ဆိုအကောကပေးရကြံလေးလေးရှိရနော်အခု project way တက်ကောကိုကိုဝယ်ကျွေးနဲ့ပတ်သက်ပြီးတော့ဆက်နေတဲ့ကပေးရကြံလေးလေးပေါ့အဲ့ဒါကို current level ကိုခေါ်တယ်တစ်နှစ်ပေးရရှိကျွေးကို current level ပြည်ထမှာထက်လိုက်တယ် non current level ဆိုတာဟာတစ်နှစ်ထက်ကျော်ပြီးတော့ပေးပေးစရာရှိတဲ့ဟာကိုအဲ့ဒါ non current level ကိုခေါ်တယ်အဲ့ဒါဘာလို့လဲတစ်နှစ်ထက်ကျော်ရင်ဘာမှရှိရတဲ့ချင်းတွေပါ အဲ့ဒါကာရလဗီတီနန်ကာရနီပေါချင်းကိုပေါခေါ်လဲတုတ်တက်လဲဗီတော်တက်ခေါ်လဲနော်ဒါဆိုလဲဗီတီကြောက်ဟုတ်နားလဲမလဲထဲမှာတယ်နော်ဒါဆိုရှင်ဒီမှာတုတ်တက်အဆက်လက်တီးပြီးတုတ်တက်လဲလဲဗီတီလဲတီးပြီးနော်တုတ်တက်လဲဗီတီဒါဆိုတုတ်တက်လဲလဲဗီတီလဲတီးသွားပြီနော် နရာတကူအောင်ပါလဲဆိုလို့ရှိရင်လာ equity လာလုံငိုင်းအရင်ငွေစုစုပေါ်သို့မဟုတ်ထထုတ်လာသောအရင်ငွေလို့ခေါ်တာအဲ့ဒါလုံငိုင်းအရင်ငွေဆိုတော့ပါလဲဆိုလို့ရှိရင်လာ profit or loss or for the video လာအဲ့ဒါလေးနော် profit or loss ဆိုတာကျွန်တော်တို့ကလောက်ကိုရင်လောက်ချိုးချိုးလိုက်တယ်အာ sorry လောက်ကိုရင်ကျွန်တော်တို့ကအရှုံးမြန်စင်းတွဲလိုက်တယ်ဒီလောက်ကိုရင်လောက်ကိုရင်ကျွန်တော်တို့ကအရှုံးမြန်တွဲတယ်ဒီကသိုးတာလားမြန်တာလားသိုးတာပြပြမြန်တာပြပြဘယ်ထက်ထက်လဲဆိုလို့ရှိရင်လာလာချိုးချိုးတိုင်းမှာကျွန်တော်တို့က equity တက်ခဲ့လိုက်တယ် ညံ့လား equity ထဲ loss of period ဆိုရင်တော့ loss period နော်ညံ့တော့ profit or profit for the period ဆိုရတဲ့လဲဒါဆိုတာကျွန်တော်တို့ကညံ့ပြီဆိုလို့ရှိရင် retail earning တက်ထားလိုက်တယ် retail earning ဆိုတဲ့ဟာ customer စီကိုကျွန်တော်တို့တွေက sorry ဒီ owner တွေကိုရင်းနှီးငွေထပ်ထားတဲ့ owner လေး owner capital ဆိုရှိရနော်ဒါ owner capital ဆိုတဲ့ဟာပိုင်ရှင်တို့ရဲ့ရင်းနှီးငွေနော်လုပ်ငန်းမှာဘာမှမရှိတော့နော်အဲ့ဒီလုပ်ငန်းမှာမရှိတဲ့အားမှာ အိုနာစီးနေအိုနာတို့ရဲ့ဝင်ဝင်နဲ့ပါပြေတာလုပ်ငန်းကလည်းပတ်နေတယ်ဒါဆိုလို့ရှိရင်အိုနာတို့လုပ်ငန်းကအိုနာကိုပါလို့ရမယ်ပြင်ရစီအဲ့ဒါကြောင့် library အုပ်စုထားမှာပါတယ်เนาะအာကုန်လုပ်ငန်းနဲ့ပိုင်ရှင်နဲ့တိကျထားရမယ်လို့ပြောပြတာเนาะဒါဆိုလို့ရှိရင်လုပ်ငန်းကပိုင်ရှင်ကိုပါပြေတာပြင်ရစီအဲ့ဒါကြောင့်ဘယ်ထက်မှာပေါ်နေတာလဲအဲကျွန်တော်တို့က library အုပ်စုထားမှာပေါ်ဝင်နေတယ်เนาะ total equity and library equity အုပ်စုထားမှာပေါ်ဝင်နေတယ် equity ဆိုတာဟာ တို့ဒါလည်း V နဲ့ equity OC ထပ်မှာပေါင်းနေနေနော်ဒါဆို owner capital ဆိုတာ owner တို့ရဲ့ငွေနော် owner တို့ရဲ့ဝင်ငွေဒါဆိုရင် profit or loss ဒီတော့မြန်တယ်ဆိုရင် VTN နဲ့ထည့်လိုက်တယ်ဒီတလတဲ့မြန်တယ်မြန်တဲ့ဟာလေးကိုကျွန်တော်တို့အဲဒီ statement of financial position နှင်းချိုးချိုးလိုက်တယ်ဒါဆိုရင်ကျွန်တော်ကဒီ3လတကြီး3လတကြီး profit or loss ဆိုတာဟာတွက်လိုက်တယ်ဒါဆိုတနည်းဟိုဘယ်နှစ်ကြီးတွက်လဲဆိုရင်၄ကြီးတွက်တယ် ၄ကြိမ်တွေ့လိုက်တာဗထက်ဝင်သွားတယ်ဝီတေအန်နေတမှာထက်တာလေဝီတေအန်နေဆက်မှာကိုကထက်ထားပြီးပြီး sorry ၄ကြိမ်တွေ့လိုက်တာအဲ့ဒီ၄ကြိမ်လို့ profit allot ထက်မှာထက်လိုက်တာเนาะဒါဆိုအဲ့ဒီနှိမ့်ချိုးချိုးလိုက်ဆိုရင်ဒီနှိမ့်ချိုးမှာမြန်တဲ့ဟာကိုအကုန်လုံးမပေးဘဲနဲ့ဖယ်ချန်ပြီးတော့ဗထက်မှာလာထားဝီတေအန်နေဗထက်မှာထားတယ်ဖိုက်ချင်းတို့အမြန်ငွေအကုန်လုံးမပေးဘူး အဒီဝီတဲအနေမှာခြံပြီးမှကျန်တဲ့လက်ကြံကိုမှ owner တို့ကိုအများငွေခွဲဝေပေးတာအဲ့ဒါကိုဘာခေါ်လဲဆိုဝီတဲအနေလို့ခေါ်တယ်နော်ဒါဆိုဝီတဲအနေနဲ့မှထပ်အခြေချောင်းရပါလဲဆိုရှင် လုပ်ငန်းတက်လိုအပ်ရင်ငွေကိုကာပါပြန်ပြီးရောရလို့လုပ်ငန်းတက်မှလိုအပ်ရင်ရေးပေါ်ပြန်သူ့ဖို့အတွက်ဖယ်ချန်ထားငွေကိုဝီတဲအနေလို့ခေါ်တယ်အဲ့ဒါကြောင့်အများပွားရင်ဆိုရှင် owner တို့ကိုလိုမပေးပဲနဲ့ဖယ်ချန်ထားတဲ့ငွေလို့ခေါ်တယ်ဖယ်ချန်ပြီးမှ owner တို့ကိုအများငွေကိုခွဲဝေပေးတာနော် ဒါ equity ထပ်မှာပါဆိုဝီတီအန်အစီမံ owner capital စီမံ profit profit for loss for the period ဆိုတာဟာရှိရနော်ဒါဆိုရင် statement of financial position မှာကိုရှင်ပြပေးတဲ့ဒီဒီအကြောင်းကိုနားလည်မယ်လို့ထင်ပါတော့ statement of financial position မှာဒီမှာ statement of financial position မှာ non currency share current asset ရှိတယ်အဲ့ဒီ non currency current asset တော့ပေါ်လိုက်ရင်ဘာရလဲဆိုလို့ရှိရင် total asset ရတယ် ဒုဒါသကာရလပတိနဲ့အနာကာရလပတိနဲ့ပါလိုက်လေဆိုရှင်ပါရလဲရလာလဲဆိုရှင်ကာရလပတိနဲ့ကာရလပတိခေါ်လိုက်ရှင်ဒုဒါလပတိလို့ခေါ်တယ်နော်ပြီးရင် equity နော်အဲ့ဒါကို equity လို့ခေါ်တယ်ဒါဆိုရှင်ကျွန်တော်ပြောပြတဲ့ဗီဒီယိုကရှင်းနားလေဆိုရှင်ရှင်းရောက်ဗီဒီယိုပါကိုပြန်ပြီးတော့လေ့လာစေချင်ပါတယ်ခင်ဗျအာပြီးတော့ဆိုရှင်ကျွန်တော်နောက်ဗီဒီယိုပါကတော့ဒီအခု statement of financial ဒီ ဖာပိုဇီရှင်ကြောင့်ဒီ blog လေးကိုကျွန်တော်ပြ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 ပါခရနောက်ဗီဒီယိုဖိုင်တန်းတင်ငန်းကောင်မှာ cash flow statement ဆိုတာအာမှာထပ်မပါဘူးနဲ့ operating and invest investing and financing ဆိုတာအဲ့ဒီအကြောင်းအရာကိစ္စကိုနောက်ဗီဒီယိုဖိုင်မှာပြန်လည်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ခရအခု server နဲ့မှာဝေးတာဝိုင်းထားတဲ့ video ဖိုင်တင်ငန်းဆိုတာအကြောင်း statement of financial position ကြောင့်နားလည်မယ်လို့ထင်ပါတယ်ခရနောက်ဗီဒီယိုဖိုင်မှာပြန်လည်ဆိုတေးချင်ပါခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ